ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းလောင်လုံးမြို့ပေါ်မှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများကို RPG နဲ့ပစ်ခတ်တိုက်ခတ်ရောက်စစ်တပ်ဘက်က၄ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ April 28ရက်နေ့မွန်းလွဲတနင်္လာကမှလောင်လုံးမြို့ပေါ်မှာရှိတဲ့လူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာတဲ့ပြူစောတိခေါင်းဆောင်မင်းသိရဲ့တားဖြစ်သူနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကိုတော်လိုင်းတပ်ဖွဲ့များကလောင်လုံးမြို့ပေါ်အထက်ကကြောင်းရှိမှာ RPG နဲ့ပစ်ခတ်တိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုအတွင်းမှာပြူစောတိများနဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာတဲ့ကားကို RPG ထိမှန်ပြီးတော့ဓာတ်တိုင်ကိုဝင်တိုက်ကကားတစ်စီးလုံးပ ျက်စီးသွားတယ်လို့သိရပါဗျ။ဒါအပြင်အပြန်အလှန်ပစ်ခတ်မှုလည်းဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီတပ်သား၄ဦးသေဆုံးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးတိုက်ခိုက်မှုဖြစ်ပွားနေတဲ့အချိန်မှာလည်းစမ်းလန်းရွာအနောက်ဘက်ပင်လယ်ပြင်က965စစ်သည်မော်တစည်းဟာလည်းစမ်းလန်းရွာကမ်းဘက်ကိုကတ်လာတယ်လို့သိရပါဗျ။လောင်းလုံးရဲစခန်းနဲ့ဆိုင်ရဖရုံကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလည်းလက်နက်ကြီးများနဲ့ပစ်ခတ်ခဲ့တဲ့အတွက်ကြောင့်မြို့ပေါ်မှာရှိတဲ့ပြည်သူပိုင်းနေအိမ်များပေါ်ကိုကြက်ရောက်ပောက်ကွဲပြီးနေအိမ်၃လုံးခေါင်မိုးထိမှန်ကပြည်သူများထိခိုက်မှုတော့မရှိဘူးလို့ပြောပါတယ်။ ်ကားကပြူစော်ဒီခေါင်းဆောင်မင်းသိန်းစီးတဲ့ကားပြစ်တဲ့အချိန်ကကားပေါ်မှာမင်းသိန်းပါမလာပဲနဲ့သူ့ရဲ့သားနဲ့အဖွဲပါလာတာအကုန်လုံး၄កောင်တေးတယ်လို့သိရတယ်။လမ်းပေါ်မှာတော့၃កောင်မှောက်နေတယ်။ဒကောင်ကတော့၆ောင်မှာထိပြီးတော့လွတ်သွားတယ်။ကားကတော့ကားရဲ့နောက်ပိုင်း RPG နဲ့ထုခံရပြီးတော့ဓာတ်တိုင်ကိုဝင်တိုက်ပြီးဓာတ်တိုင်ကျိုးကြပြီးတော့ပြိနေတယ်။ကားလည်းသုံးစားလို့မရတော့ပါဘူး။အငိုက်မိသွားဖို့ရတယ်။ကျွန်တော်တို့ဘက်ကတော့အထိကမရှိပဲနဲ့ပြန်လဲဆုတ်ခွာနိုင်ခဲ့တယ်လို့လောင်းလုံးမြွနဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့ကပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။